ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်လာချွေးမလေးရဲ့အထဲဝင်ခဲ့ဘာဖြစ်လို့လဲဘာလို့တလောက်တောင်တော့ကရောက်နေရတာလဲချွေးမလေးဘာမှမဖြစ်ပါမေကျမလက်ထပ်ပွဲပြီးလို့အိမ်ကနေမြန်နေဘူးကြီးတဲ့ထွက်လာရတာ စန်းခရင်နာမလင်းခရလို့လေကျမအသားရည်တွေအရန်ကို၆တွေ့လောင်ကျွမ်းသွားတယ်လို့ခန်းစားရတယ်။အိုးဟုတ်လားငါတော့စန်းခရင်ဆိုတာဘာလဲမသိပါကွယ်။ကဲတော့ချွေးမကြီးနင်နေ့ရောက်မှအခက်နဲ့ခေါ်သွားပြီးတော့အဲကုန်းဖွင့်ထားပေးလိုက်။ဟုတ်ကဲ့အမေလာဝင်ခဲ့။ချမ်းသာတဲ့ရွှေမုံကတော့အပူတန်ကိုမခံနိုင်တော့တာကြောင့်အမြန်အခန်းလေးကိုဝင်လာခဲ့ပါတယ်။ပြီးတော့အခန်းလေးရောက်ကြနေသူ့မိကဲအီကိုဖွင့်ကထန်လိုက်ပါတယ်။ပြီးတော့အရင်ဆုံးရေဆိုးတ िश ူးနဲ့မိကဲတီကိုဖြတ်လိုက်ပြီး အိတ်ထဲကနေလောင်ကခရင်ကိုထုတ်ပြီးအမျက်မေးလိမ့်လိုက်ပါတော့တယ်။ရောင်းမလေးရဲ့အဲ့ဒါပါရီလဲဘာလို့မျက်နာပေါ်အားရပါရလိမ့်ညာလဲ။ဩအမအကိုကြည့်ရတာဆန်းခရင်ကြောင်းလဲတိလောက်မှာတော့မဟုတ်ပါဘူး။နေ့လယ်နေခဲအပြင်ထွက်တဲ့ခါတော့ရင်အသားတွေမလောင်အောင်လိမ့်ရတာလေ။ဟုတ်လားအဲ့ဒါဘဲနေဝဲတာလဲရင်အဲ့ဒီဆန်းဆက်ခရင်ဆိုတာဆန်းဆက်ခရင်မဟုတ်ပါဘူး။ဆန်းခရင်မှာပြီးတော့ဒါနေရာတကားနေဝဲလို့ရတာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ ကျမကျမမျက်နှာကိုအစင်းမြင့်ထုတ်ကုန်နေပဲသုံးတာမလို့လေဒါကလည်းဒီမှာမရဘူးနိုင်ငံခြားမှားတာဒီဟာတပုတ်သုံးသိန်းလောက်ပေးရတယ်ဟမ်အမလေးနင်ကနေပူတန်းနေကာကွယ်ဖို့လေးကိုအဲ့လောက်ပတ်စံနေကိုသုံးနေပေါ့လေဟာလာအဲ့ဒီစားငါလုတ်တဲ့အိမ်နွေးနီလန်းတွေကိုလောက်ပြီးလဲရင်အဲ့လိုမျိုး cream ဆိုတာတောင်တကူးတကလိမ့်စရာမလိုဘူးအသားကြီးကအရန်ကိုကောင်းမှကောင်းညံ့နာလေးတခုလိမ့်ဖို့အတွက်အဲ့လောက်ပတ်စံတွေသုံးစရာမလိုပါဘူးတော်ပါတော့ရှင်အဲ့လိုတော့ကြတဲ့စကားတွေပြီးတော့သိတာပါတယ်လေ အမားတို့လိုစင်းရဲသားတွေကတော့ဒီလိုပဲဈေးကြီးတန်သုံးရမယ့်အစားဖြစ်တယ်လို့ဟာတွေရှောက်သုံးကြမယ်ဆိုတာလေပြီးတော့တခုရှိတာကျမမျက်နှာအရင်ဆန်းစတဲ့ဖြစ်တယ်အဲ့ဒါကြောင့်ကျမမျက်နှာနာမည်ကြီးထောက်ကုန်တွေသုံးမှအဆင်ပြေတာလေဒီလိုပြောပြီးရွှေမုံလေးမျက်နှာပေါ်မှာဆန်းခရင်တွေကိုအနှံ့လင်းပြီးတော့အဝတ်လေးကအေကုန်ကန်းထဲမှာအေးအေးဆေးဆေးနားနေလိုက်ပါတယ်တဖက်ကဆုမြက်ကတော့သူ့ခန်းထဲသွားပြီးမှန်ရှိမှသူ့လှုပ်ရှားတဲ့တဘာဝစီးနီးတွေနဲ့မျက်နှာပေါင်းတင်စီးတွေကိုသုံးလိုက်ပါတယ်မြင်လား ဒီလိုကိုယ်တိုင်လှုပ်ထားတဲ့တဘာဝပေါင်းတဲ့ပစ္စည်းတွေနဲ့ဆိုလဲအသားရည်လေးကဘလောက်လှလိုက်လဲတောင်ကရောက်မှတော့အတိတ်ပဲမရှိနာမည်ကြီးပစ္စည်းတွေဝယ်သုံးပြီးပတ်စံတွေဖြုံးနေရတကယ်ခဏကြာမှတော့ဒေါမြလေးရှင်မုံခန်းလေးကိုတွားလိုက်တဲ့အခါမှာသူကတော့အိယာဘောမှာအေးအေးဆေးဆေးအနားယူနေပါတယ်။အော်ချွေးမလေးရေငါနဲ့ပြောဖို့မေ့နေတာမနေ့ပြန်နှင်းမင်္ဂလာမျက်နာပြပွဲနေပဲအဲ့ဒါကြောင့်မနေ့ပြန်သေချာပြင်ဆင်ထားနော်ဟုတ်ကဲ့မေစိတ်မပူပါနဲ့ကျမသေချာပြင်ဆင်ထားလိုက်ပါမယ် ညဘက်မှာတော့ရွှေမုံလေးအိယာဘက်မှာသူ့လှပြင်ပစ္စည်းတွေအများကြီးကိုချပြီးတော့စဉ်းစားနေပါတယ်။မနှက်ပြင်ကငါရဲ့မင်္ဂလာမျက်နာပြပွဲနေဆိုတော့ငါဈေးအကြီးဆုံးစန်းခရစ်မောထုတ်သုံးရမယ်။ဒီလိုလုပ်မယ်။ငါမှာ SPF နဲတာတွေများတာတွေရဲ့အယောင်မျိုးစုံရဲ့ရှိတာဆိုတော့အားလုံးပဲလိမ့်လိုက်တာကောင်းမယ်။ပြီးတော့မှအပေါ်ကနေမိတ်ကက်ထက်လိမ့်လိုက်တော့မယ်။အိယာဘက်မှာအနောက်ကုန်ပစ္စည်းတွေအများကြီးရှိနေတာမြင်ပြီးတော့သူ့ယောက်ျားဖြစ်သူမောင်းခန့်ကပြောလိုက်ပါတော့တယ်။ဟင်ရွှေမုံကြီး မင်းမျက်နှာပေါ်ဓာတ်ရုပ်ပစ္စည်းတွေရဲများတွေပစ္စည်းတွေအစုံသုံးနေတာပါလားအဲ့ဒါတွေကိုအများကြီးသုံးရင်ဘေးထွက်ဆိုးကျိုးတွေဖြစ်မှာပေါ့တော်ဆမ်းမရှင်ကဘာသိလို့လဲဒီဆန်ခရမ်လင်နဲ့အလကုံပစ္စည်းတွေအားလုံးဟာနာမည်ကြီးဆိုမှနာမည်ကြီးပစ္စည်းတွေဘလောက်ဈေးကြီးတုံးအောင်သိလားဒါတွေကအသားရည်ပိုကောင်းအောင်ပဲလုပ်ပေးတာပြီးတော့မနှက်ပြန်ကျမတို့အရေးကြီးတဲ့ပွဲနေပဲဆိုတော့အသားရည်ကောင်းအောင်အကုန်သုံးရမှာပဲကောင်းပြီလေမင်းကဒီလိုဆိုတော့လေမင်းသဘောပေါက် ဒီလိုနဲ့ရှင်မုံလည်းမျက်နှာကို skin care တွေလိမ့်ကမျက်နှာကို mask ပ်ပြီးတော့ထွက်လာခဲ့ပါတယ်။တဖက်ကဆုမြတ်ကလည်းအင်ဒွင်းနီးနဲ့လှုပ်ထားတဲ့မျက်နှာပေါင်းတင်စည်းကိုပေါင်းတင်ပြီးအပြင်ထွက်လာခဲ့ပါတယ်။ဟင်အမမျက်နှာမှာဘာတွေလှုပ်ထားလဲ။ဒါတဘာဝတိဥတိဖို့တွေနဲ့ငါကိုယ်တိုင်လှုပ်ထားတဲ့ပေါင်းတင်စည်းပဲ။ဒါလေးနဲ့ပေါင်းတင်ထားရင်မျက်နှာလေးကလိုးလာပြီးတော့အရေးချောင်းတွေလည်းပျောက်တယ်။ဒီလိုနွေရာသီမှာနေလောင်တန်လက်ကာကွယ်ပေးတယ်လေ။အော်ဘာမှအကျိုးမရှိတာတွေကိုလှုပ်နေတာပဲအမတော့။ အခုကျမမျက်နှာမှာကတ်ထားတဲ့ master tag ကိုလေ9000လောက်ပေးရတယ်9မိနစ်လောက်ကတ်လိုက်တာနဲ့မျက်နှာကိုကလိုးသွားတာဒါပေမဲ့ပြောနေလေအမနားလည်မှာမဟုတ်ပါဘူးလေရှင်းပုံစံကိုနားထောင်ပြီးစုမျက်လေးဒေါသထွက်သွားပါတော့တယ်ပြီးတော့သူကလည်းအကန့်တွေပြောရင်းနဲ့နှစ်ယောက်သားစကားတွေများနေကြပါတော့တယ်နောက်နေ့မနက်မှာတော့မျက်နှာပြပွေးနေဖြစ်တာကြောင့်မို့ရက်ွက်ထဲကအမျိုးသမီးတွေအများကြီးလဲရောက်လာခဲ့ကြပါတယ်ပေးထွေးမလေးအေးခွက်တွေကိုငါတို့ယူတော့ပါမယ် ြီးတော့နင့်မျက်နှာပြပွဲနေ့ကိုနင့်ကဘာမှလည်းမပြင်ဆင်ထားအောင်လားချွေးမလေးဟဲရှင်ကလည်းနောက်နေပြန်ပါပြီ तू ကငါရဲ့ချွေးမကြီးလေဟဲမျက်နှာပြပွဲလုံးမှချွေးမလေးကဟိုမဲဆိုဖာမှာထိုင်နေတယ်ပဝါအုပ်ထားတယ်လေဟိုမဲကြီးဒါနေအောင်လေရှင်းမုံနောက်ကိုသွားလိုက်ပါလေအော်အော်ငါလူမှားသွားတာပဲချွေးမလေးကချောပဲဟိတော်မြရေအေးနင့်ချွေးမငယ်ကလည်းချောပါတယ်ဟဲဒါပေမဲ့အမှန်တမ်းပြောရရင် နင်ချွေးမငဲ့ထက်ချွေးမကြီးမျက်နှာလေးကပိုပြီးနှုန်နယ်နေသလိုခံစားရတယ်။ဟဲ့နင်မျက်နှာပါရီလိမ့်တုံးချွေးမကြီး။ဟင်ဟိုကျမတော့အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ပဲမျက်နှာပေါင်းတင်ပါတယ်။ကျမမျက်နှာအသားရည်လေးကောင်းတယ်ဆိုတာအိမ်မှာရှိတဲ့တစ်ဥတစ်ဖုတွေနနွေးမောင်တွေနဲ့မျက်နှာအတွက်တဘာဝစိမ်းနှီးဖြော်ပြီးလိမ့်တာလေ။ဒါနဲ့ချွေးမလေးကရောပါရီလိမ့်တာတော့အမှန်တမ်းပြောရရင်လေကျမတော့အမကြီးလိုအိမ်မှာရှိတဲ့အပေါစားတွေနဲ့ဖြစ်တယ်လို့မျက်နှာမလိမ့်ပါဘူး။ ကျမကျမမျက်နှာကိုနာမည်ကြီး brand တွေအားထုတ်တဲ့ sun cream တွေပါတယ်လိမ့်နေပြီးရင်ဈေးကြီးတဲ့ cream တွေလိမ့်နေပြီးတော့ mask တွေကတ်တယ်အားလုံးပေါင်း7သိန်းဖိုးလောက်တောင်ရှိမယ်အမလီဖျားရေဒီလောက်ဈေးကြီးတာတွေကိုမျက်နှာလေးတစ်ခုအတွက်နဲ့သုံးရတယ်လို့ဒါတော့လှတဲ့မျက်နှာလည်းမဖြစ်ပါဘူးတာမန်ပါပဲဟဲ့ချွေးမကြီးကိုကြည့်ပါလားတာမန်ပစ္စည်းတွေသုံးမိမယ်မျက်နှာလေးကဝင်းပပြီးအသက်ကနှစ်ထက်တောင်ငယ်တယ်လို့ထင်ရတယ်ငါလည်းတင်းရဆပြီးတော့သူသုံးတယ်လို့တဘာဝဈေးနည်းတွေနဲ့ပဲသုံးတော့မယ် ဟုတ်တယ်ငါရောပဲ။အော်သူတို့ကအဲ့ဒီအမကြီးကိုတော်တော်ချီးကျူးချင်နေကြတယ်ပေါ့လေ။ဒါလောက်ဈေးကြီးတန်တွေတုံးထားတဲ့ငါမျက်နှာမချီးကျူးပဲနဲ့။ဒီလိုဘာမဟုတ်တဲ့မျက်နှာကိုချီးကျူးနေကြလိုက်တာများ။ခဏကြာမှတော့ဒေါ်အီတို့ဒေါ်ဖြူတို့ဒေါ်မြတို့တွေတွေလဲရွှေမမျက်နှာဘုတ်ကပုံပေါ်ကူဖိတ်ပေးလိုက်ကြပြီးဘွေးကိုစတင်ပြီးဆင်တွေးကြပါတော့တယ်။ပြီးတော့သူ့ကိုလက်ဆောင်တွေပေးပြီးတော့ပြန်သွားကြပါတော့တယ်။ဘလို့နေလဲရောက်မလေးရဲ့။နင်တလောက်ဈေးကြီးတန်နေဝယ်သုံးနေပေမဲ့ လူတွေကငါမျက်နှာပဲချီးကျူးသွားကြတာပဲနော်ထူဆန်းလိုက်တာ အမကျမပါတာတော့စိတ်ကြည်နေရမှာမဟုတ်ဘူးနော်လာပြီးပြက်တနာမရှာပါနဲ့ကဲနင်တို့တွေအဲ့လိုမျိုးရန်ဖြစ်နေကြနဲ့နင်တို့မျက်နှာကိုနင်တို့ကြိုက်တယ်လို့လောက်တာပဲကိုလောက်ကြပါဒီလိုနဲ့ပဲရန်အနေငယ်လောက်ကြာသွားပြီးနောက်တရမာတော့ရှေးမောဟာကရင်ပေါ်မှာထိုင်ရင်မျက်နှာကိုနှိမ့်နေနေတော့မှာပဲသူ့ယောက်ျားကဝင်လာပြီးတော့ပြောလိုက်ပါတယ်ရွှေမုံကြီး ငါယုံကလုတ်ဖို့ကင်ဘက်တွေတချို့ဟာငါတို့လက်ထပ်ပွဲတော့မလာနိုင်ကြတာလေအခုမင်းကိုမြင်ဘူးကြံလို့လာကြမလို့တဲ့အဲ့ဒါကြောင့်မင်းအဝတ်စားတွေရောမိတ်ကပ်တွေရောလုတ်ဖို့ယတနာလေးတွေရောအစအကုန်လုံးတေချာပြင်ဆင်ထားပေးပါဦးအဲ့နေကြရင်အော်ကြားတာပေါ့ရှင်ဒါဆိုရင်ခဏကျွန်မစမ်းခရင်လေးလိမ့်လာအောင်မယ်ပြီးလိုတာတွေဝယ်ဖို့ကုန်းတိုက်ကိုသွားရအောင်လေဒီလိုနဲ့အရင်ကိုလှကျင်နေတဲ့ရွှေမောင်ကတော့အရင်စီးကြီးတဲ့ပစ္စည်းတွေရှောင်းတဲ့စူပါမားကတ်ကိုသွားလိုက်ပါတယ် ီးတော့အဲ့ဒီကနေအမျိုးစုံနဲ့တိုနာရီဆန်ခရီနီနဲ့မျက်နှာကတ်တဲ့မက်စ်တွေတခြားမျက်နှာလေးနဲ့ပစ္စည်းတွေအများကြီးကိုလည်းဝေလာပါတယ်ပြီးတော့အင်ကူပြန်လာခဲ့ပါတယ်ဟဲ့ချွေးမလေးနင်ပါရီအလောက်အများကြီးဝေလာတာတော့အခုတော့ငါတို့ပတ်စံနေအများကြီးကုန်နေတာ哦ထပ်ပြီးပတ်စံတွေတုံးလို့မတင့်တော်တော့လေအော်အမေရဲ့အလောက်ဈေးကြီးတန်နေမဟုတ်ပါဘူးဒါရီအလုံးပေါင်းမှ15သိန်းလောက်ပဲရှိတာပါကဲသမီးသွားလာအောင်မယ်ညနာရရမ်းပူနေလို့ထပ်ပြီးတော့ဆန်ခရင်လေးလိမ့်လာအောင်မယ် ဖျားဖျားပတ်စံ15သိန်းကိုဒီတိုင်းသုံးလာတယ်တဲ့ငါသားလေးကတော့နင်းနေညံ့အလုပ်တွေပင်ပင်ပန်းပန်းလုပ်ပြီးပတ်စံရှာနေရတာကိုဒီလိုသားဆိုရင်တော့ဒုက္ခပါပဲငါအုံးစီနဲ့ရှားဆောင်လက်ပတ်ရဲ့နနွေအစစ်မုံလေးကိုဖျော်ပြီးတော့မျက်နှာပေါင်းတင်ထားတာအေးနေရောပဲဒီလိုသားဆိုနွေရတီကလုံးဝမပူတော့သလိုငါမျက်နှာတွေလည်းပူလို့မဲမှမဟုတ်တော့ဘူးနောက်နေမှာတော့သူတို့အိမ်ကိုမောင်းခန့်ရဲ့တငယ်ချင်းတွေရဲ့ကရောက်လာခဲ့ကြပါတယ် အပြင်ကနေပူပြီးပြန်လာကြတာမို့အလုံးလိန်အေကုန်းအောင်မှာထိုင်နေကြပါတယ်။ဒါကြောင့်စုမြက်ကလာပြီးတော့မုံတွေကိုခြာပေးလိုက်ပါတယ်။မြောင်မောင်းခန့်ရေမင်းရဲ့မိမရိုးရိုးရှင်းရှင်းလေးနဲ့နေတတ်တဲ့ပုံမဲနော်။ပြီးတော့တော်တော်လှတာပဲ။ဟာမြောင်လည်းယူနေပြီလား။ဒါငါမကြီးกว่าငါဇနီးရဟိုဘက်ကဟာပါ။ Sorry ပါဟာ Sorry ငါတို့လူမှားသွားတာ။ဒါဆိုဒါနေ့ရဇနီးပေါ့လေ။တွေ့ရတာဝမ်းသာပါရဲ့နော်။ဒါနဲ့နေ့မကြီးကတော်တော်လေးကိုကြက်တေးရှိတာပဲ။ ကျေးဇူးပါရှင်။ဒါနဲ့အမတလောက်ပူနေတာတောင်မျက်နှာလေးကအေးချမ်းပြီးအသားရည်လေးကလည်းဝင်းဝါနေရပဲ။ဘာရီလိမ့်တာလဲအမ။ဩဟိုအထွေထူးတော့မဟုတ်ပါဘူး။ဒီတိုင်းအိမ်မှာရှိတဲ့တဘာဝနီးတွေနဲ့ပဲမျက်နှာပေါင်းတင်တာပါ။တခါတလေရှားဆောင်လက်ပတ်တို့အုံးစီတို့နဲ့လည်းပေါင်းတင်နေ။မျက်နှာကိုနှိမ့်နေပေးတာလည်းလုပ်တယ်။အဲ့ဒါကြောင့်ပတ်စံလည်းမကုန်မနဲ့မျက်နှာထိမ့်သိမ့်ထားလို့ရတာပေါ့။ဟာကောင်းလိုက်တာ။အဲ့ဒါဆိုကျမလည်းလုပ်ကြည့်အောင်မယ်။ပတ်စံလည်းချွေတာရရောက်တယ်လေ။ ီလိုနဲ့ရွှေမုံကိုလောင်တိကြတဲ့သူတွေဖြစ်ပေမယ့်အားလုံးဟာစွမျက်ကိုပဲကြည့်ပြီးသူ့ကိုပဲချီးကျူးနေကြပါတော့တယ်။ဒါကြတော့ရွှေမုံဟာနည်းနည်းလေးမှကိုမကျင်းတဲ့ဖိဖြစ်နေပါတယ်။ဒီလိုနဲ့ပဲရဲအနေငယ်လောက်ကြာသွားပါတော့တယ်။ကဲနင်တို့သမီးရောင်မနှစ်ယောက်လုံးနားထောင်ကြ။ငါတို့နဲ့ရင်းနှီးတဲ့အိမ်ကမင်္ဂလာပွဲရှိလို့ဖိတ်ထားတာ။မနေ့ပြန်နေ့လေကိုငါတို့သုံးယောက်သွားရမယ်။နင်တို့ရံပြစ်မနေကြဘဲနဲ့သေချာပြင်ဆင်ကြကြားလားဘလို့ဒီလိုနွေရာသီကြီးမှာအပြင်ထွက်ရအောင်မဟက်လား ငါမှစမ်းခရံမှလည်းကုန်နေပြီ။ဩနင့်ဟာကုန်နေတယ်ဆိုရင်လည်းငါလုံနေကြလို့တဘာဝနီလန်းလေးနဲ့လှုပ်ကြည့်ပါလား။နေပါစေအမရဲ့။ကျမအွန်လိုင်းကနေမှလိုက်လို့ရပါတယ်။ကျမမရှိစင်းရသားမှမဟုတ်တာ။ကဲနင်တို့နှစ်ယောက်လည်းစလာပြန်မင်း။နင်တို့မနှက်ပြန်ညနေ၃နာရီမတိုင်ခင်အပီးပြင်ဆင်ထားကြ။ငါဒါပဲပြောမယ်။ဒါနဲ့ရှေးမုံလေးခန်းနေတော်ပြီးတော့မျက်နှာကိုဈေးကြီးတဲ့ခရင်တွေမျိုးစုံကိုလိမ့်ပြီးတော့ပေါင်းတင်နေပါလေ။တစ်ဖက်ကဆူမြက်ကလည်းသူ့လုံနေကြတဘာဝနေအတိုင်း ဇနင်းတွေရှားဆောင်လက်ပတ်တွေနဲ့အလားစီတို့ကို ရုံတော်ကပေါင်းတင်စည်းလုပ်ပြီးမျက်နှာပေါ်မှာလိမ့်ချလိုက်ပါတယ်။ဒီလိုနဲ့ပဲနောက်နေမှာတော့သူတို့အားလုံးလည်းမင်္ဂလာပွဲကိုသွားလိုက်ကြပါတယ်။ဟာဟဲ့ကိုအမဆုမြတ်ကိုကြည်စမ်းအသားကြီးလျှာလှလိုက်တာသူမျက်နှာလေးကပန်းရောင်တန်းနေရပဲပြီးတော့နှခမ်းလေးကလည်းလှလိုက်တာပြီးတော့သူမျက်နှာလည်းကြည့်အောင်လုံးဝနုနုညံ့ညံ့လေးငါတို့သူ့ကိုသူဘလို့စကင်ကဲလဲမေးကြည့်အောင်လေအမရေအမဆုမြတ်အမမျက်နှာလေးကလှလိုက်တာ အမမျက်နှာကိုပါရီတုံးတာလဲရင်ပွဲတစ်ခုလုံးမှာအမအလှဆုံးပဲလို့ထင်ရတယ်။ကျမတို့ဖြစ်မိတ်ကက်တွေလိမ့်ရင်ပူတော့ချွေးတွေနဲ့ကွက်ကုန်တာ။ဩငါကဘာမှထွေထူးတော့မသုံးပါဟဲ။နေ့တိုင်းညမအိတ်ခင်နနွေးမုံတို့ရှားဆောင်လက်ပတ်တို့နဲ့ပေါင်းတင်တာလေ။ဒါနဲ့အမမျက်နှာလေးကပါလို့ပန်းရောင်လေးတန်းနေရလဲ။ဩအဲ့ဒါလား။ငါတို့အိမ်မှာနင်းစီပန်းတွေရှိရဲ့လေ။အနစ်လေးတွေဖြောင်းကြည့်ပြီးမှမျက်နှာပေါင်းနေတဲ့ထဲမှာထည့်ပေါင်းတာလေ။ဟာမှိုက်လိုက်တာ။ ။တလောက်ပတ်စံနည်းနည်းလေးနဲ့တလောက်လာတဲ့မျက်နှာလေးပန်ဆိုင်ရတယ်လို့အမတော်ထူးခြားတာပဲ။ဂျောင်းဒီကူတော့ရှေးမုံဟာကြည်နေပါတယ်။ပွဲပြီးသွားတဲ့အခါမှာတော့အလုံးလေးအင်ကိုပြန်လာခဲ့ကြပါတယ်။ရှေးမုံကတော့မျက်နှာကြီးစူးပုတ်ပြီးတော့ပြန်လာခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှတော့သူ့ရှေးမှာသူ့ရောင်းမကိုချီးကျူးနေတာတွေကိုမမြင်ချင်တော့တာမို့သူ့ရောင်းမညာဘက်မျက်နှာပေါင်းချင်ဖို့လှုပ်ထားတဲ့မှုန့်နေတဲ့ကိုမယူကောင်းမှုန့်တွေတွန်းထိတ်ထားလိုက်ပါတယ်။ကိုကိုကိုအရင်လာတယ်ဆိုပြီးကုံမပြနေရမလား။ အခုနှစ်မျက်နှာပြက်စီအောင်မလုပ်နိုင်ရင်ငါ့နာမည်လည်းရွှေမောင်မဟုတ်တော့ဘူးသူထွက်သွားတဲ့အခါမှာတော့မိဖို့ကြောင့်လေးကိုစစ်မျက်က ဝင်လာခဲ့ပါတယ်ဒီနေ့တော့အရန်ကိုပေမန်းနေပြီဟာငါ့မျက်နှာဘာမှမလုပ်တော့ဘူးတစ်ဖက်ကရှင်လေးကတော့သူ့မျက်နှာကိုကက်မီကယ်မျိုးစုံပါတဲ့ခရင်တွေအများကြီးကိုထပ်ထပ်လိမ့်ပြီးအိတ်လိုက်ပါတယ်ဒါကြောင့်နောက်နေ့မနေ့မှာသူမျက်နှာမှာအနီစက်တွေအများကြီးထွက်ပေါ်လာပါတော့တယ်။အာငါငါမျက်နှာဘလို့ဖြစ်တာပါလဲ မျက်နှာမှာအနီဆက်တွေအများကြီးပဲငါမျက်နှာကြည့်တော့ပျက်စီးပါပြီဟာမြင်လားရွှေမောင်ငါတားကြောင်ပြောတာပေါ့ဒီလိုဈေးကြီးတန်နေတော့မင်းမျက်နှာအပျက်စီးမခံပါနဲ့ဆိုတာအခုတော့ဖြစ်ပြီမလားနင်အစောရဲကငါပြောသလိုတဘာဝနီလန်းလေးတွေနဲ့သာမျက်နှာကိူဆိုင်ခင်နင်ဒီလိုမျိုးဖြစ်မှာမဟုတ်ဘူးအဲ့ဒါအမကျမောက်လိုက်ပြန်ချင်နေလို့ကျမမျက်နှာဒီလိုဖြစ်သွားရတာဟာနင်တို့ကလည်းရေးရဲရန်ဖြစ်နေပြန်ပြီစုမြတ်နင်ကလည်းဒီလိုချိန်မှာသူဝမ်းနေနေတာကိုတွားပြီးတော့မပြောပါနဲ့တော့ သွားစိတ်နှနှွေးမောင်းသွားဖြော်လာခဲ့အဲ့ဒါကိုလိုဒါတွေထည့်ပြီးတော့သူ့မျက်နှာပေါင်းတင်ပေးလိုက်ပြန်ကောင်းသွားလိမ့်မယ်ဒီလိုနဲ့စုမျက်လေးအမြန်ဆွနှင်းတွေကိုသွားပြီးဖြော်ဆက်လာပြီးတော့အဲ့ဒါတွေကိုရွှေမုံမျက်နှာကိုလိမ့်ပေးလိုက်ပါတယ်အခုနင်တို့နှစ်ယောက်ငါပြောတာကိုသိချာနားထောင်နင်တို့အခုထက်ပြီးတော့ဈေးကြီးတာကောင်းတယ်ဈေးနည်းတာကောင်းတယ်ဆိုပြီးရန်ဆက်ဖြစ်နေမယ်ဆိုရင်ငါအကြောင်းကိုနင်တို့ကောင်းကောင်းသိစေရမယ်ဒါနဲ့ချွေးမငယ်နင်မနေ့ကချွေးမကြီးမျက်နှာလိမ့်မဲ့ဟာတွေထဲကိုငြုတ်ကောင်းနေထဲ့နေတာငါမြင်လိုက်တယ်နော် အဲ့ဒါကြောင့်ငါဖိထားလိုက်တာဒါပေမဲ့ဖခင်နင့်အမားကိုအပြစ်ပေးလိုက်တာပဲဟိုကျမခွတ်လွတ်ပါရောင်းမကြီးရဲ့ကျမမှားသွားပါတယ်ကျမအမမျက်နာကောင်းနေတာမနာလို့ဖြစ်ခဲ့မိတာပါမဟုတ်တာရောင်းမလေးရဲ့ငါလည်းနင့်ကိုလိုက်ပြီးပြောခဲ့မိတာပဲအဲ့နောက်ပိုင်းမှာတော့ရှင်မောင်ဟာလေးတဘာဝနီးလန့်တွေကိုအသုံးပြုပြီးတော့မျက်နှာကိုပေါင်းချိန်ကဗျူးဆိုင်ကြတွေလှုပ်ပါတော့တယ်ပြီးတော့ရောင်းမကြီးဖြစ်သူစွန့်မျက်နဲ့လေးတင်းတင်းရှိရှိနေထိုင်သွားပြီး ဇီးကြီးရန်ပစ္စည်းတွေအသုံးပြုတာတွေကိုလည်းရှင်းချလိုက်ပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်